โอเคအားလုံးပဲမင်္ဂလာပါ vlog ဘိုင်ဟဲ့ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Messenger ရဲ့မှာအသုံးဝင်တဲ့ feature တွေအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်โอเคဗီဒီယိုလေးဆက်လိုက်ကြပါကျွန်တော် messenger ဆိုတော့ကျွန်တော်နေ့စဉ်အသုံးပြုနေကြတဲ့ application ဒါပေမဲ့ဒီ messenger ထဲမှာကျွန်တော်တို့အသုံးဝင်တဲ့ feature တွေအများကြီးပါတယ် အာကျွန်တော်တော်တော်များများကတော့ယုတ်တိရသတိမပြုမိကြဘူးသိရလူတွေကလည်းသိကြရဲအဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါကိုအသေးသေးပြောပြပေးသွားမှာဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ theme အကြောင်းကိုအရင်ဆုံးပြောပြမယ်။ဘာစံညာမှာ theme ဆိုတာပါတယ်။အဲ့ဒါဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မှာ checklist တွေကိုအကုန်လုံးဒီ design ပြောင်းပေးရပေါ့ background တွေပြောင်းသွားမယ်။ကျွန်တော်အများကြီးပြောင်းသွားလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီတမီးတိုက်ဆိုလို့ရှိရင်ကျွန်တော်များသောအားဖြင့်ဒီ flex ဆိုတဲ့ဒီအသေးပုံလေးကိုပြောင်းကြတာများတယ်တချို့ကြတော့လည်းဒီလိုမျိုးတိချစ်သူလေးတွေပါလေးဆိုလို့ရှိရင်လည်းဒီလိုခွေးပုံလေးတွေပါလေးပြောင်းသွားလို့လည်းရတယ်အများကြီးပေါ့ ကျွန်တော်တို့ဒီမှာပြောင်းလို့ရတယ်အာကျွန်တော်ဆိုလို့ရှိရင်လည်းဒီလိုအနှက်ရောင်လေးကိုပိုသဘောကျတယ်ဒါမှမဟုတ်ဒီလိုမျိုး space ပုံစံမျိုးတွေတိမ်နေသဘောကျတယ်ဆိုလို့ရှိရင်လည်းပြောင်းပြောင်းလို့ရတယ်တိမ်နေသဘောကျတယ်ဆိုလို့ရှိရင်လည်းပြောင်းလို့ရတယ်အခုဒီမှာဆိုလို့ရှိရင်သူကကျွန်တော်ပြောင်းနိုင်မယ်ဆိုလို့ရှိရင်ဒီစာတွေကဒီလိုမျိုးအဝါရောင်နဲ့ပေါ်ပြီးတော့ဒီဘက်မှာဒီလိုပေါ်မယ်ပြီးတော့ background ကဒီလိုဖြစ်မယ်ဆိုရဲပုံစံမျိုးသူကပြထားတာဖြစ်ပါတယ် okay ဒါအောင်နှိပ်လိုက်မယ်ဆိုရင်ဒါကအပြာရောင်နဲ့ဒီလိုဒီလိုပဲသွားတယ်ဒီမှာဆိုလို့ရှိရင်အဖြူရောင်နဲ့အပြာရောင်နဲ့သွားတယ်ဒီမှာဆိုလို့ရှိရင်အစိမ်းနှုတ်ရောင်လေးနဲ့ဒီလိုရောင်လေးပြောင်းနေပေါ့ အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုအရင်ဆန်းကြည့်လိုက်မယ်ဆက်လက်နေလိုက်မယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ background ကပြောင်းသွားပြီးဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်အဲသူကပြီးတော့နောက်တစ်ခုပြောင်းသွားတာကကျွန်တော်မျိုးဒီ emoji ပါပြောင်းပါတယ်ဒီ emoji မှာဆိုလို့ရှိရင်ဒီကြာပန်းပုံလေးဖြစ်သွားတယ်အဲ့ဒါကြာပန်းပုံလေးပို့ကြည့်မယ်โอเคဒါဒါလိုကြာပန်းပုံလေးပြောင်းသွားတာဖြစ်ပါတယ်โอเคပြီးတော့နောက်တစ်ခုအနေနဲ့ပြောရင်ကျွန်တော်ဆာရိုက်ကြည့်မယ်ရှင်ရလို့ hello โอเคစားတလူမျိုး color လေးပြောင်းသွားမှာဖြစ်ပါတယ်โอเคဒါလေးကလည်းအမှန်တမ်းပြောလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့မှာ messenger ကိုဒီတိုင်းသုံးမှတာပြင်းလာလို့ရှိရင်ဒီလိုမျိုးလေးပြောင်းသုံးကြည့်လို့ရပါတယ်โอเคဒါကျွန်တော်ခုနပြောလို့ရှိရင် thing ပေါ့ဒီမှာ quick reaction မှာ quick reaction မှာကျွန်တော်တို့ခုနကကြာဘန်းပုံပြောင်းထားရယ်เนาะဒါပေမဲ့ကျွန်တော်တို့ကြာဘန်းပုံမပြိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာတခြားကိုကြိုက်တဲ့ emoji ကိုကျွန်တော်တို့ပြောင်းပလိုက်လို့ရတယ်အာကိုကြိုက်တဲ့ emoji ကိုအသေးပုံလေးပြောင်းထားမလားဒါမှမဟုတ်တခြား emoji တွေပြောင်းထားမလားပေါ့ကိုကြိုက်တဲ့ emoji ကိုပြောင်းထားလို့ရတယ် okay နောက်တစ်ခုထပ်သွားမယ်နောက်တစ်ခုမှာဆိုလို့ရှိရင်ဒါကတော့တော်တော်များများသိကြပါတယ် nickname မှာဒီ nickname မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာချိန်ပြီးတော့ဒီနာမည်ကိုကျွန်တော်တို့ကနာမည်တစ်ခုပြောင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာအဲ့ nickname နဲ့ပေါ်မှာဖြစ်ပါတယ်အဲသူစီမှာလည်း nickname တော့ချိန်သွားပါတယ်ဒါပေမဲ့အာကျွန်တော်တို့ဒီသူ့ account name ချိန်သွားမှာမဟုတ်ဘူးเนาะကျွန်တော်နဲ့ဒီတယောက်နဲ့ပြောသွားတဲ့ conversation တစ်ခုမှာပဲချိန်သွားတာဖြစ်ပါတယ်โอเคဒါကတော့ nickname ပါ အာပြီးသွားလို့ရှိရင်နောက်တစ်ခုဒီ view media fine and link ဆိုရဲဟာလေးရလဲအရန်သုံးဝင်ပါတယ်ဘယ်လိုမျိုးလုံးဆိုလို့ရှိရင်ကျွန်တော်စကားပြောတာအကြာကြီးရှိလာဖြစ်တဲ့ဒီ check တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဓာတ်ပုံတွေပြန်လိုချင်တဲ့အခါမျိုးတွေပို့ထားဘူးတဲ့ဓာတ်ပုံတွေပြန်လိုချင်တဲ့အခါမျိုးတွေပို့ထားဘူးတဲ့ video တွေပြန်လိုချင်တဲ့အခါမျိုးတွေမှာကျွန်တော်တို့အရန်ရှာရခက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးဒီတောက်လျှောက်အပေါ်ရိတောက်လျှောက်ဆက်ဆွဲရတယ်ပေါ့ဒါပေမဲ့အဲ့မှာကျတော့ဒီမှာကျတော့မတူတော့ဘူးကျွန်တော် view media find and link ဆိုပြီးတော့ ပါတယ်နှိပ်လိုက်လို့ရှိရင်မီဒီယာထဲမှာဆိုလို့ချင်းကျွန်တော်ပို့ဘူးတဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေအကုန်လုံးကဒီထဲမှာပေါ်နေမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကျွန်တော်ကလောလောဆယ်ဘာမှမပို့ထားလို့ကွာပြီးတော့ file file ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ CV form ဒီပါညာပို့ထားဘူးတယ်ဆိုလို့ရှိရင်ဒီ file ထဲမှာသွားပြီးပေါ်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ link တွေ share ဘူးတယ်ရုပ်ရည်ဒီတရားကိုငါဒီ link share ထားဘူးတာမှတ်မိရဲ့ဒါပေမဲ့ဘယ်မှာ share ထားမိမှာမှတ်မိဘူးဆိုလို့ရှိရင်ကျွန်တော်အဲ single door လို့ like ပြီးတော့ဒီလိုမျိုးဆွဲဆွဲပြီးတော့ share နိုင်မယ့်အစားပြဒီထဲကနေပြီးတော့သွားပြီးတော့ကျွန်တော်ဒီထဲကနေပြီးတော့သွားပြီးတော့ဒီ link ထဲမှာသွားကြည့်လိုက်မှာဆို ကျွန်တော်ပို့ထားဖို့လင့်နေအကုန်လုံးကဒီမှာတောက်လျှောက်ပေါ်နေမှာပဲဖြစ်ပါတယ်။ Okay နောက်တစ်ခုဆက်သွားလိုက်ကြအောင်။နောက်တစ်ခုက ping message ပါ။ ping message ကတော့ကျွန်တော်တို့ဒီတယောက်နဲ့တယောက်စကားပြောတဲ့အချိန်မှာကျွန်တော်အရေးကြီးတဲ့ဟာမျိုးလေးကိုကျွန်တော် ping လောက်ထားလိုက်လို့ရတယ်။ ping လောက်ထားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီတယောက်ကနေပြီးတော့ကိုယ့်ကိုအရေးကြီးတဲ့ data အချက်လေးတွေပြဒါမှမဟုတ်လို့ရှိရင်လို့ password တွေပါဆိုလို့ရှိရင်ကျွန်တော် pin လောက်ထားလိုက်လို့ရတယ် pin လောက်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် detail ကိုဝင်လိုက်မယ်ပြီးသွားလို့ရှိရင် pin ထဲမှာသွားကြည့်လိုက်လို့ရှိရင် pin ထားတဲ့ message တွေကိုမြင်ရမှာဖြစ်တဲ့အတွက် ရာကတော်တော်အသုံးဝင်တာပဲဖြစ်ပါတယ်ကျွန်တော်ပြန်ရှာနေပြန်မလို့တော့ဘောပြီးသွားလို့ရှိရင်နောက်တစ်ခုထပ်ပြီးပြောပြပါမယ်ဒါကတော့ကျွန်တော်တို့ဒီ disappearing message ပါ disappearing message ကကျွန်တော်တို့ဒီဒီလူတယောက်နဲ့ပြောမယ်ဒါပေမဲ့ဒီချက်လက်တွေကအရေးကြီးရယ်ဒီလူတယောက်ထဲကိုပဲတည်စီခြင်းနဲ့ပြီးတော့တစ်ခုချင်းစီလည်းလိုက်ပြီးမဖြတ်ချင်ဘူးသူနဲ့စာပို့မယ်ပို့ပြီးအချိန်အရလို့ရှိရင်ဖြတ်သွားဆိုတဲ့ပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်ဒါဖွင့်ထားလို့ရပါတယ် disappearing message ပါဒါကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်သူကကိုပို့တဲ့ message တွေအကုန်လုံးက24နာရီအတွင်းမှာပြတ်သွားမှာပဲဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်ဖွင့်လိုက်တယ်ကျွန်တော်စာပို့ပြမယ် အဲ့လိုဆိုပြီးရိုက်လိုက်တယ်အဲ့ဆိုလို့ချင်း24 hour ဆိုပြီးတော့ countdown ဆက်ရင်းနေပြီးဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်တော့ဆိုလို့ရှိရင်အာကျွန်တော်ဒီ countdown 24နာရီပြည့်ပြီဆိုတာနဲ့ဒီ message က auto delete ဖြစ်သွားမှာပဲဖြစ်ပါတယ် okay နောက်တစ်ခုထပ်ပြီးတော့ကြာမယ်အာနောက်တစ်ခုမှာ restrict ပါ restrict ကကြတော့ဘယ်လိုပုံစံမျိုးလုံးဆိုတော့ကြာတော့ကိုကသူ့ကိုဒီ Facebook မှာလိုက်ပြီးတော့ block မလုပ်ချင်ဘူးဒါပေမဲ့ restrict လုပ်ထားခြင်းနဲ့ပေါ့ restrict လုပ်ထားခြင်းနဲ့ဆိုလို့ရှိရင်ရပါတယ် restrict လုပ်ထားလိုက်လို့ရှိရင် Facebook မှာတော့ comment တွေ message တွေ like တွေပေးလို့ရတယ်ဒါပေမဲ့ messenger မှာတော့စကားလုံးဝလာပြောလို့ရမှာမဟုတ်တော့ပါဘူးအာကျွန်တော်တို့ဒီသမီးသားတွေရန်ဖြစ်တဲ့အခါမျိုးတွေမှာဘလော့တာတဲ့သာလို့ရှင်ဒီ restrict လေးကပို့ပြီးတော့တောင်းရအဆင်ပြေမယ်လို့ရှင်လည်းဘာလို့ဆိုကြောက်ပြီးရင်လည်းပြန်ပြီးတော့ဘလော့ပြည်ရပဲကိစ္စအောင်အဲ့တော့ချိန်လာ relationship တွေပါမပြတ်သွားခင်ကိုကျွန်တော် restrict လေးပဲလောက်ထားပြီးတော့ ချက်ကိုလုံးဝစကားလာပြောလို့မရအောင်ပိတ်ထားတာလောက်နဲ့ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကတော့ recommend ပေးတာโอเคပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်အရေးကြီးရတာတစ်ခုပြောပြပါမယ်ဒီဥစ္စာဘာလို့ဆိုလို့ရှိရင်ကျွန်တော် checklist ထဲမှာတခြားလူကကိုဖုန်းထဲကိုဝင်ကြည့်လို့မှဒီမမြင်စေခြင်းနဲ့ ကိုဒီလူနဲ့စကားပြောထားတာကိုမသိသိချင်းဘူးဒီ checklist ကို hide ထားခြင်းလဲဆိုလို့ရှိရင် hide ထားလို့ရရင်နည်းရှိပါတယ်အဲ့ဒါကဘယ်လိုမျိုးတော့ဆိုလို့ရှိရင်အဲ့ဒါကဘယ်လိုမျိုးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ checklist ကိုဖိထားလိုက်မယ်ဖိထားလိုက်ပြီလို့ရှိရင် archive ဆိုတဲ့နေရာကိုနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင် checklist ကပျောက်သွားပြီဖြစ်ပါတယ်ဟောပျောက်သွားတယ်ဆိုပေမဲ့ဒါက delete လုပ်လိုက်တာမဟုတ်ပါဘူးကျွန်တော်တို့ပြန်သွားကြည့်လို့ရပါတယ်ဘယ်မှာသွားကြည့်ရမလို့ဆိုလို့ရှိရင်ဒီဘက်က menu လေးကိုသွားမယ်ပြီးသွားလို့ရှိရင်ဒီမှာ archive ဆိုတဲ့အထက်မှာသွားဝင်လိုက်လို့ရှိရင် အဲကျွန်တော်တို့ဒီမှာအချိလောက်ထားတဲ့ chat တွေတန်းပြီးတော့ထွက်လာမှာဖြစ်ပါတယ်။ Okay ပြီးတော့နောက်တစ်ခုထပ်ပြီးတော့ပြောစရာရှိတာတစ်ခုကအာဒီမှာကျွန်တော်တို့အများစစ်ကြည့်တဲ့အရာလေးပေါ့ message request ပါ တခါလေကြားလို့ရှိရင်တချို့တွေကအကောင့်အတင်းနဲ့ကိုယ်စကားလာပြောတဲ့အချိန်မျိုးမှာ Facebook ကနေဒီလူတွေကကိုယ်အနှောက်ယှက်ပေးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုယ့်စီကို message မရအောင် data အမျိုးတွေရှိပါတယ်။အဲကြလို့ရှိရင်ကျွန်တော် message request ထဲမှာသွားပြီးဝင်နေရပါတယ်။ဒီမှာကျွန်တော်ဆိုလို့ရှိရင်လည်းဒီမှာ message request ထဲမှာဝင်နေရ။ message request ထဲမှာ people you may know ထဲမှာသွားပြီးမတက်ဘူးဆိုလို့ရှိရင် spam ထဲမှာလည်းတချို့ message တွေရှိပါတယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရုပ်တရက်ဝင်မကြည့်မိတာပါ။ဒီမှာအများကြီးဝင်နေတယ်။ Okay အဲဒီလိုမျိုးကိုယ့်အတွက်အရေးကြီးတဲ့ message တွေလွတ်သွားမှကြောက်လို့ရှိရင်အဲ့လိုမျိုးလေးတပတ်တစ်ခါလောက်ဖြစ်ဖြစ်သွားသွားပြီးတော့ စစ်ကြည့်လာတော့မှမပါဘူး။ Okay ဒါလောက်ဆိုလို့ရှိရင်ပြောပြပေးရလုံလောက်မယ်လို့မျှော်လင့်ပါတယ်။ Okay ဒီဗီဒီယိုလေးကထောက်ကူဖြစ်တဲ့ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့မမေ့ပါနဲ့။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဟိမ့်ပါ